ိုင်းရင်စမမင်းတချင်းကိုတန်စိုးကြီးနဲ့စုံနေကြရေဆိုပြီးတော့ပြောခံရတဲ့ပို့ချပြခင်တို့ဇနီးမောင်နေအခုတခါမှာတော့ပို့ချပြခင်တို့လင်းမယားကတော့လူမြင်ကဲစရာကိစ္စတခုကိုလှောက်ဆောင်ခဲ့တာပါအဲ့ဒါကတော့အစိုးရအိုင်းရင်စမမင်းရဲ့တချင်းတစ်ပုတ်ဖြစ်တဲ့အရေးတခုလို့နေပါမယ်ဆိုတဲ့တချင်းကိုအတန်စိုးကြီးတွေနဲ့တီးဆိုနေကြလို့အခုမှတော့လူတွေကအိုင်းရင်စမမင်းရဲ့တချင်းကိုဖျက်ဆီးနေကြတယ်လို့ဝေဖန်နေကြတာပါအရင်ကတော့ငလင်ဘေးတွေမှာလှူဒန်းနေလောက်ကပရိုက်တာတွေအများကြီးလှုပ်လို့လူတွေရဲ့ချစ်ခင်အားပေးတာကိုခံရတယ်ပီကေထုံးနဲ့ပို့ချပြ ခင်တို့လေးများကတော့အခုဆိုရင်တတော်ကုံမှာစိတ်ခံနေရတာပါအစားကတော့တရုတ်ဆောင်မင်းသမီးဖြစ်တဲ့ဘိုးကြပြုတ်ခင်ကိုပရိသတ်ကြီးတွေက MRTV4 မင်းသမီးတလက်အနေနဲ့တည်ကြတာပါတရုတ်ဆောင်တာလည်းကောင်းတယ်လို့ရုပ်ရည်ကလည်းချုံမောလာပါတာကြောင့်အနာကက်မှာတော့မင်းသမီးတလက်ဖြစ်နိုင်တယ်လို့ချီးကျူးနေကြတာပါနောက်မကြာခင်မှာပဲအမှုပညာလုပ်တွေ နားလိုက်ပြီးနောက်ပိုင်းမှာတော့အင်တာနက်ပေါ်မှာပို့ချပြုတ်ခင်ကိုလက်ဝတ်လက်စားရွှေပြေးငွေပြေးနဲ့တင်တောင်းတဲ့ပို့ကြီးဟာပရိသတ်ကြီးကို surprise ဖြစ်သွားစေတာပါပို့ချပြုတ်ခင်လက်ထက်သူကလည်းမရချိသေးတာမကြသေးတဲ့အပြင်ကောမှာသာသမီ၃ယောက်တောင်မှရှိတာကြောင့်ပရိသတ်တွေကတော်လေးကိုနှမျောတသားဖြစ်နေကြတာပါအချိန်ကြာလာတဲ့အခါမှာတော့ PK ထွန်းဟာပို့ချပြုတ်ခင်ကလိုလေးသေးမရှိဖြည့်ဆည်းပေးပြီးတော့သူ့ရဲ့ရန်လာဆိုင်တစ်ဆိုင်ကိုပါအပိုင်ပေးထားတာပါပို့ချပြုတ်ခင်ပေါ်မှာလည်းအင်နာ OC ကောင်းပီတာစွာနဲ့အမှန်ကန်စွာနေထိုင်ပြီးတော့သာသမီ၃ယောက်ကလည်းပို့ချပြုတ်ခင်ကိုတော်တော်လေးချစ်ခင်တွေ့တာတော့ တွေ့ရမှာပါအခုဆိုရင်ပိုကြဘူးခင်မှာတော့ PK ထိုးနေရှာတဲ့ရွှေဥဆိုတဲ့သားလေးတယောက်ကပါပိုက်ဆိုင်ထားကတာယာရဲမိသားစုဘွားလေးကိုတူတူဖြတ်တန်းနေကြတာပါပိုကြဘူးခင်နဲ့ PK ထိုးတို့ရဲ့မိင်္ဂလာနှစ်ပတ်လည်နေ့အတွက်ကိုအမတ်တရားဖြစ်နေဆိုတော့အရင်းစမာမီရဲ့တခြင်းကိုလင်မယားနှစ်ယောက်ဖန်တီးထားတဲ့မြို့စစ်ဗီဒီယိုလေးကိုခြားပြလာတာပါအဲ့တခြားလေးမှာတော့ပိုကြဘူးခင်တို့လင်မယားနှစ်ယောက်ကိုယ်တိုင်ပြန်လည်တည်ဆို့ထားတာဖြစ်ပါတယ် မျိုးစေ့ဗီယိုကိုလည်းမန်လီနန်းမြို့ရိုးရှိမှာရှိုက်ကူးထားတာမလို့သူတို့အတွက်ကတော့တကယ့်ကိုအမှတ်တရဖြစ်ရတဲ့သတင်းလို့ဆိုထားတာပါ။ဒါပေမဲ့လည်းသတင်းကိုသိဆိုထားတဲ့ပူဇာဘူခင်တို့လေးများကတော့အမှန်တကယ်ဆိုတော့မဟုတ်ကြတဲ့အတွက်ကြောင့်မလို့အတန်သေးအတန်ကြောင်ဖြစ်နေတာကတော့ပြည်သက်ကြီးတွေအတော်လေးကိုနားကြားပြင်ကက်เสียကောင်းနေတာပါ။ပူဇာဘူခင်တယောက်ကတော့အရှိတ်လိုနေပါမယ်ဆိုတဲ့သတင်းကိုမေလ31ရက်နေ့ည7:00နာရီမှာပူဇာဘူခင်စိုင်းမိုင်ပေးမှာတင်မယ်လို့ပြောထားတာပါ။နောက်ပြီးတော့လည်းသူကြိုင်းနေတက်ခရရတဲ့အရင်စမမကြီးရဲ့အရှိတ်လိုနေပါမယ်သတင်းလေးကို ုမိုင်တန်စင်ဘာရှင်းတဲ့နဲ့ပြန်လဲတည်ဆုပ်ခွင့်ရအောင်ကုညီပေးခဲ့တဲ့တေးရေးစရာဒီအန်ကိုလည်းအထူးကျေးဇူးတင်တယ်လို့ပြောလာတာပါပရိသတ်ကြီးတွေကလည်းတချင်းတောင်မှကောင်းကောင်းကက်ကက်မစိုးနိုင်ဘဲနဲ့စိုးနေကြတယ်ရောင်းတဲ့သူကလည်းရောင်းတယ်လို့ဝေဖန်နေတာပါဥကြပြုခင်တို့လေမယားကတော်တော်လေးပတ်စံချမ်းသာတဲ့အတွက်ကြောင့်ဖြစ်ချင်တာလုပ်ချင်တာတွေကိုချက်ချင်းလုပ်ခွေရှာနေကြတာပါ ပတ်စံရှိရင်ကိုဘာမစို့လို့လို့ရာကြောင်းကိုပြောလာတာပါဗီယိုလေးကိုစောတီကြည့်ရှုအပ်ပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့အရောပူဇော်ပခင်တို့လင်မယားတီဆိုထားတဲ့အရှိလိုနေပါမယ်ဆိုတဲ့သစ္စာလေးကိုဘလို့မြင်မိလဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်အာဘိနာစင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးဆေဝေစားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့သိနေတူပြန်လာခဲ့ပါအောင်ပဲရှင်ဒီဒီော်လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်အာဘိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းနဲ့ကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမီတာစကားလေးလက်စာပါလိုက် ပြစေနော်။